မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာနေဦးမောင်ပခုတ်ကူရေးသားသောမာလာရီတို့မဟုတ်ပြည်သူချစ်သောရုပ်ရှင်မင်းသမီးကြီးជីជីထေးဤဘဝနဲ့အမှုပညာဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတူတရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင် မြောက်ဦးရီရုပ်တံမှာ2019ခုနှစ်9လပိုင်း16ရက်နေ့ကဂျေရနာဘုံရုပ်ရှင်ဇာတ်ကားထုတ်လင်းပြသသည့်အခါရုပ်ရှင်မင်းသမီးကြီးជីជីသေးဤဘဝနှင့်အမှုပညာကိုစာရေးသူအနေဖြင့်စိတ်ဝင်စားမိခဲ့သည်စိတ်ဝင်စားမိသည့်အလျောက်လေလာဖတ်ရှုမိရာစာရေးဆရာမကြီးဂျာနယ်ကျော်မမလေးရေးသားဖွင့်လွှဲသောမာလာယီစာအုပ်ကိုရှာဖွေဖတ်ရှုမိပါသည်ထို့အခါရုပ်ရှင်မင်းသမီးကြီးជីជីသေးဤဘဝခက်ထန်ကြမ်းတမ်းမှုအိမ်တော်၏ကံမကောင်းမှုတို့ကိုဖတ်ရှုခံစားစာနာမိခဲ့ပြီးဘဝ လောကရန်မိမြပင်ကြံ့တန်းစေကမူအမှုပညာတိုက်ပွဲကိုကြံ့ညံ့ခံအောင်လံလွင့်ထူနိုင်ခဲ့သောရှာမရှာသည့်အမှုပညာရှင်တစ်ဦးဖြစ်ကြောင်းသိခဲ့ရသည်။ရုပ်ရှင်မင်းသမီးကြီးជីជីသေးကို1924ခုနှစ်တွင်အဖဥပိုးရင်နှင့်အမိတုံးကျူတို့ကမွေးဖွားသည်။အငယ်ဆုံးသမီးဖြစ်ပြီးနန်းနံပင်မှာမတ်မြခြင်းဖြစ်လေသည်။ရုပ်ရှင်မင်းသမီးနွဲ့နွဲ့မွေးမိခဲ့ရုပ်ရှင်မင်းသမီးဒေါ်သိန်းရှင်နှင့်ညီမရင်းဖြစ်သည်။ လက်ပန်းနဲ့တောင်သူမျိုးရိုးဇာတိဖွားဟုလည်းသိရသည်။ငယ်စဉ်စာသင်ကြားစဉ်လက်ဦးဆရာမှာသူ့ပနကဂလုံရစာဘွက်ခံဂလုံဆရာဆိုင်းဤတပည့်လည်းဖြစ်ခဲ့ပေသည်။အတော်ဖြစ်သူမှာဇမင်းသမီးကြီးဒေါ်စယုံဖြစ်ရာကရုပ်ရှင်မင်းသမီးကြီးជីជីထဲသည်ငါးနှစ်သမီးဘွားကပင်စိုးတက်ကတတ်ခဲ့လေသည်။ပြည်မျိုးဗဒောင်းငားမျက်နာဖျားပွဲသည်ရုပ်ရှင်မင်းသမီးကြီးជីជីထေးငားနှင့်အရွယ်ဇမင်းသမီးအစာဟုပြောနိုင်ပါသည်တောက်မီမိခဲတရရဲဆိုသလိုငယ်စဉ်ကပဲအမှုပညာပိစပါရမီရှိခဲ့သူဟုလည်း ဲဆိုနိုင်ပြီးစံမင်းသမီးလေးအောင်မြကျင်းဟုလည်းပြည်မြို့နယ်တခွင်နာမည်ကုန်သတင်းကြီးနေပြန်သည်ပခုတ်ကူနယ်လက်ပံခြေပေါ်လာကစဉ်စံမင်းသားကြီးရွှေနဲ့အောက်ချဲဘူအောက်ချဲမတွဲကားပြရာမှာအောက်ချဲမအမိထင်ရှားပြန့်နှံ့လာခဲ့ပေသည်မိခင်ကိုယ်တိုင်အောက်ချဲမ၏အမှုပညာစွမ်းကိုသိမြင်လာသည့်အခါအောင်ဝိဇာစံမင်းသားလေးနဲ့တွဲကားပြစေသည်ထိုနောက်အသက်15နှစ်ရွယ်အောင်ဝိဇာမင်းသားလေးနဲ့အကြောင်းပါပြီးတမိဖြစ်သူလှလဝင်းကိုမွေးဖွားခဲ့ပေသည်ဂျပန်ခေတ်၌မူဒေါ်ဂျီအောင်တီထောင်သောကျောင်းလိုင်ဆက်တွင် င်ခေါင်းဆောင်မင်းသမီးဖြစ်လာခဲ့သည်။မင်းသားကြော်ဦးလိုင်းနှင့်ခစ်သည်ပြဆက်ကပြရာမှပြဆက်နာမည်ထဲမှာမာလာယီအမည်တွင်သွားပြန်လေသည်။ထိုမာလာယီအမည်နှင့်ပဲစာရေးဆရာမကြီးဂျာနယ်ကျော်မမလေးကရုပ်ရှင်မင်းသမီးကြီးជីជីထေး၏အကြောင်းစာနာနားလည်စွာရေးသားခဲ့ပေသည်။စကိုင်းမြို့တွင်ပြဆက်ကပြနေစဉ်ဘိုးကျုံအောင်ဆန်းနှင့်အာဇာနည်တို့ကြာဆုံးသွားခဲ့သည်။ ရန်ကုန်ပြည်ရောက်၍စလင်းခွင်းတွင်ပြဇက်ကပြသည်စလင်းခွင်းရုံပိုင်ရှင်ဘူအောင်သိန်းနှင့်အကြောင်းပါခဲ့လေသည်စာမင်းသားအဝိဇာနှင့်ချစ်ချမ်းဝင်အိမ်အောင်ကြခဲ့တော်လဲဘဝကံကြမ္မာကြောင့်ကွဲခဲ့ရပြီးအကြောင်းကြောင့်ဘူအောင်သိန်းနှင့်အိမ်အောင်ကြခဲ့ရပေသည်အိမ်အောင်၏ကံမကောင်းတော်လဲရုပ်ရှင်မင်းသမီးကြီးဒေါ်ကြည်ကြည်ထေးသည်အမှုပညာလန်ခီကိုအရှုံးမပေးဘဲအဆိုအပြောအငိုတရုပ်ဆောင်ပိုင်နိုင်မှုဖြင့်အကယ်ဒမီများအပြင်နိုင်ငံတော်မှချီးမြှင့်သောဝဏ္ဏကျော်ထင်ပွဲကိုထိုက်တိုက်တန်တန်ဆုခူရရှိခဲ့သည်ပထမဆုံး ချစ်သက်ဝေဇကားအား A1 ဥဒင်မောင်နှင့်ရိုက်ကိုရာအကယ်ဒမီစုစုခူးရရှိခဲ့သည်၎င်းနောက်ချစ်ခွေမပိုင်ဇကားဖြင့်အကယ်ဒမီစုရရှိခဲ့ပြန်သည်ကုလသမဂ္ဂအတွင်းမှူးချုပ်ဟောင်းဦးတက်မှချစ်ခွေမပိုင်ဇကားနှင့်ជីជីသေးကိုအကယ်ဒမီစုမပေးအပ်ခင်ပြောစရာရှိပါသည်ဆိုပြီးရုပ်ရှင်မင်းသမီးကြီးជីជីသေးအားချစ်ခွေမပိုင်ဇကားအတွက်သာမဟုတ်ပါဘူးဂျန္နာဘုံအကျော်မော်ဇကားတွေမှာလည်းအကယ်ဒမီရထိုက်တဲ့အမှုပညာရှင်မှာပဲနေ့စဉ်ဇက်တာရဲ့အကယ်ဒမီမပေးရမှုကြောင့်သာမပေးအပ်ခဲ့တာပါဟု ရုပ်ရှင်မင်းသမီးကြီးជីជីသေးဤအမှုပညာစွမ်းအားကိုချီးကျူးပြောဆိုခဲ့ပေသည်ရုပ်ရှင်လက်ဦးဆရာသည် A1 ဥတည်မောင်ဖြစ်သလိုပြဆက်ဆရာမှာဒရိုက်တာစာရေးဆရာဥတုခဖြစ်သည်ဂျပန်ခေတ်ကာလရုပ်ရှင်ပညာသည်များပြဆက်ကပြကြရာရုပ်ရှင်မင်းသမီးကြီးជីជីသေးသည် ပြဆက်ကပြရန်လျှောက်ထားစဉ်ပြဆက်မင်းသမီးရွေးချယ်ရေးအဖွဲ့ကစက်မင်းသမီးဖြစ်သောကြောင့်၎င်းအားမရွေးချယ်ခြင်းကြပြီ။သို့သောစာရေးဆရာဥတုခကရုပ်ရှင်မင်းသမီးကြီးជីជីထေး၏အမှုပညာပိစနှင့်အရေးသွေးကိုတည်မြဲခဲ့ပြီးရဲရဲကြီးရွေးချယ်ပေးခဲ့သည်။ ပြဇက်ကပြရာတွင်လဲကြာရာဇေယုနေရာမှာပိုင်နိုင်စွာကပြနိုင်ခဲ့လေသည်ဇဟံမပါအမှုပညာယတ္တမြောက်စွာကပြခဲ့ရာဆရာဥဒုခကိုတိုင်မာလာယီမှជីជីသေးအမည်ပြောင်းပေးခဲ့သည်ထိုစဉ်မှစကားជីជីသေးအမည်သည်တေသည့်တိုင် ထင်ပေါ်ကျော်စောခဲ့ပါလေတော့သည်စံပြမယားပြဆက်ကပြရာဝဲကာယဗလဥရှင်လာရောက်ကြည့်ရှုလေသည်ရုပ်ရှင်မင်းသမီးကြီးជីជីထေးဤအလွမ်းရရင်ကျော်မျောပါကစေပင်လေးပြုတ်ကြကပစိုးမီလောင်ပေါက်ခဲ့ရဤပြဆက်ဒရိုက်တာဆရာဘုကလေးတရားောင်းကဇက်ကူကွဲတာတေးတာတိတ်ရင်ပြိတ်သက်ကလက်မခံဘူးမကြိုက်ကြဘူးជីជីထေးကြတော့လက်ခံတယ်ကြိုက်ကြတယ်ဗျာ ချစ်သက်ဝေရုပ်ရှင်ဇာတ်ကားရဲ့ကူးစဉ်မင်းသမီးကြီးရှိရာဖြစ်တော်လဲကုမ္ပဏီမှသဘောကျနှစ်သက်ကတထောင်တိတိုးပေးခံခဲ့ရပြီးချစ်သက်ဝေဇာတ်ကားပြီးနောက်ဇာတ်ကားများအတွက်2500တိတိုးမြင့်ပေးခံခဲ့ရပြန်သည်မင်းသမီးကြီးကြီးကြီးသေးသည်မေရေးပွဲပြည်တော်စုပွဲရုပ်ရှင်ကောင်းစီပွဲဂီတကောင်းစီပွဲစသည့်ပရိသာကပွဲများကိုလည်းအခကျင်းွယ်ပဌာနာမထားဘဲအမှုပညာရှင်ပိသစွာကြာရဆက်ယုံမှပြည်သူကိုကပြဖြောပြခဲ့ပေသည်1980ခုနှစ်တွင်လောကကိုနားလည် ောတမိကိုလွန်စွာချစ်သောမင်းသမီးကြီးជីជីထေး၏မိခင်ကြီးကွယ်လွန်လေသည် ထိုအခါလူချမ်းစိတ်ချမ်းပူအောင်သိမ့်သည်လဲတတိတံဝေကများရရှိကမင်းသမီးကြီးជីជីထေးအားယူရကျင်နာမှုပေးလေသည် ရုပ်ရှင်မင်းသမီးကြီးជីជីထေးသည်ခေါင်းဆောင်ရုပ်ရှင်မင်းသမီးဖြင့်တက်တီသွေးနှင့်တိလူလင်ဇက်ကားကိုနောက်ဆုံးရိုက်ကူးပြီးနောက်ပိုင်းဇက်ကားများတွင်အမေခန့်အဖြစ်မှပါဝင်သရုပ်ဆောင်ခဲ့ပြီး1980ပြည့်နှစ်တွင်နူးနူးငယ်ငယ်ဇက်ကားဖြင့်အမျိုးသမီးဇက်ဘိုစု1988ခုနှစ်တွင် ဲလူစော်ဇက်ကားဖြင့်အမျိုးသမီးဇက်ဖို့စု1952ခုနှစ်တွင်ချစ်သက်ဝေဇက်ကားဖြင့်ပညာသည်စု1956ခုနှစ်တွင်ချစ်ခွေမပိုင်ဇက်ကားဖြင့်ပညာသည်စုစသဖြင့်အကယ်ဒမီ၄စုရရှိခဲ့သည်ရုပ်ရှင်မင်းသမီးကြီးជីကြီးသေးသည်တရုတ်ဆောင်သာမကအစုပညာရှင်လည်းဖြစ်ခဲ့သည် သူ၏၄နာရီဘေဒါလန်တက်ဆိုင်သူတို့ ပြိုလေးတို့ကောက်ဆက်ရာချစ်ဆက်ရေးချင်းရွေမရတော့မှုစသည့်သချင်းများသည်ယနေ့ထိတိုင်မယိုးနိုင်အောင်ထင်ပေါ်ကျော်ကြလျက်ရှိသည်ရုပ်ရှင်မင်းသမီးကြီးជីကြီးသေးသည်ကုမ္ပဏီပေါင်းများစွာနှင့်ရုပ်ရှင်ဇာတ်ကားပေါင်း300ကျော်ရိုက်ကူးခဲ့သည်ဝဏ္ဏကျော်ထင်ပွဲရာအကယ်ဒမီ၄စုရှင်ရုပ်ရှင်မင်းသမီးကြီးជីကြီးသေးသည်မြမတန်နှင့်ရုပ်မြင့်တန်ကြားတွင်ဂီတအကြံပေးဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီး2000ပြည့်နှင့်မတ်လ၄ရက်နေ့တွင်ရန်ကုန်မြို့၌ကွယ်လွန်လေသည်တာသမီနှစ်ဦးမြေသုံးဦးကြံရက်ခဲ့လေသည်မင်းသမီး ကြီးကြီးကြီးသေးကိုဆရာရင်အေဝံဥဒေမောင်ကပေးခြင်းသည့်အခန်းပေးတော်လဲသာဒီနာဒီမတွက်ပဲကြာရနေရကတဘာဝကြအောင်တေယုတ်ဆောင်တတ်သူဖြစ်သည် အလုံးလို့ရတဲ့မကြီးမညူပဲလောက်ကင်ဆောင်ရွက်တတ်ခြင်းများမှာအလွန်ချစ်မြတ်လို့စရာကောင်းသူတို့ဖြစ်ပြီးဘာသာတရားကိုင်းရှာပြီးမိဘဆရာသမားများကိုယိုကျိုးရတွင်သူမတူသူတယောက်ဟုပြောဆိုခဲ့ပါသည်ဆာရေးဆရာကြီးတိမ့်ဖေမြစ်ကလည်းလမ်းမဲတာချင်းနေွယ်ချင်းတေးတေယုတ်ပေါ်ပြဆက်ကြည့်ရှုရမှာជីជីသေးဟာနောက်ခံတေးကိုလုံးဝမဆို ဘူးတိရုပ်ဆောင်မှုပေါ်အာယုံဆိုင်တယ် အစွမ်းကုန်ကျဲလိုက်တယ်။ကြည်ကြည်သေးရဲ့လှုပ်ရှားမှုတိုင်းဟာအမှုပညာပြောင်မြောက်လို့နဲ့တားလို့သူကတောဖယ်လိုက်လို့လဲကျသွားတာလေးကိုကကြည်ကြည်သေးဘာကြောင့်ဒီလောက်ကြီးမြင့်တဲ့အမှုပညာတွေဖြစ်နေတာကိုတက်သေးထူလိုက်တာပါပဲဟုမှတ်ချက်ပြုစကားဆိုခဲ့၏။ဆာရေးဆရာဒရိုက်တာဥဒုခကလည်းဆရာသမားတို့ကိုယူသေးနှိမ့်ချဂါရဝတရားထားတဲ့ပဓာဏကုသလအကျိုးပေးဟာပညာတဲ့တိုင်းလူသားသေးမီနာမည်မသိနိုင်သောအကျိုးကိုရစမြဲဖြစ်ပါသည်။ကြည်ကြည်သေးဟာဆရာသမားကိုနှိမ့်ချတဲ့ယူသေးတဲ့လေ းစားတဲ့ရှားပါးပညာသည်တူပါပဲဟုဆိုခဲ့လေသည်။ရုပ်ရှင်မင်းသမီးကြီးជីជីထေးသည်ရုပ်ပြက်ဆင်းပြက်အခန်းမျိုးရိုက်ကူးရခြင်းကိုသဘောကျသည်။ထိုခေတ်အချိန်ကထိုဆက်ရုံမျိုးကိုမြည်သူမှလက်မခံမရိုက်ကူးခဲ့ကြပေ မင်းသမီးကြီးကြည်ကြည်သေးသည် ရှက်ဆက်တော့ခန်းလောက်ရပြီဆိုရင်လူတကာဆဲကြအောင်လွှမ်းရသည်ဆိုရင်ကြည်သူတိုင်းမျက်ရည်ကြအောင်ရဲစရာလှုပ်လင်လဲပါဇက်ပိတ်မနေရအောင်လှုပ်နိုင်စွမ်းရှိသူအမှုပညာမှော်ရှိသူဟုဆိုရပေမည်ဒရိုက်တာအောင်မြတ်မြတ်ကလည်းမြမရုပ်ရှင်ပြဇက်ခီဦးမှသည်ယနေ့ထိနှစ်ပေါင်း90ကျော်တိုင်အောင်တခစ်မှာတယောက်ထွန်းတောက်သည်ဟုဆိုရမည်ဖြစ်သောအမှုပညာရှင်ကိုပြပါဆိုရင်အမေကိုပြရပေမည်ကျွန်တော်အလေးစားဆုံးအကြိုက်ဆုံးရုပ်ရှင်အမှုပညာသည်ဟုဆိုရင်အမ ေကိုပဲညွှန်ပြရပဲမြည်ဟုစိုညွှန်းပြောခဲ့ပြန်ရာအကယ်ဒမီလေးစုရှင်ရုပ်ရှင်မင်းသမီးကြီးကြည်ကြည်သေးဤအမှုပညာနဲ့ဘဝအကြောင်းတို့ကိုထူးခြားစမ်းကြယ်မှုစုံလင်မှော်ရုပ်တွင်ဆင်ရင်ထားကြောင်းမိမောင်းထုတ်ပြလိုက်ရပါတော့သည်ဒီဗီဒီယိုလေးကိုစုံထီကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်